အခု PDF တင်လေအခုလက်နဲ့အပ်ပြီးတော့မှအလင်းဝင်နေဆိုလဲလက်ခံနေတာဆိုတော့လေကျမတို့ကဒါကတော့ဆက်လက်ဆောင်ရွက်သွားမှာအဲဆိုလို့ရှိရင်တီးတန်းတော့ဟောပေါ့သူတို့ဆုံးဖြတ်ချက်ပေါ့သူတို့ကလက်နဲ့မကင်တော့ဘူးဥပဒေပေါင်းလည်းပြောင်းဝင်လာမယ်ဆိုကျမတို့ကနှွေးထွေးစွာကိုကြိုဆိုရမှာလေအခုစိုးရလဲကြိုဆိုနေမှာဖြစ်အဲ့ဒါတော့အဲ့ဒါလေးအဖြေကတော့ရှင်းပါမယ်အဲနောက်တစ်ခုပြည်သူစစ်မှုရန်ဥပဒေပေါ့နော်ဆိုလို့ရှိရင်ပြည်သူစစ်မှုရန်ချမ်းချင်းကအဲကျမတို့မြန်မာတနေငံနဲ့ထူးပြီးတော့မှဆောင်ရွက်နေတာမဟုတ်ပါဘူး ကျွန်တော်တို့အင်္ဂလိပ်နာချင်းဖြစ်တဲ့ထိုင်းမှာလည်းရှိတယ်။စင်ကာပူမှာလည်းရှိတယ်။ပြီးလို့ကိုရီးယားတွေဘာတွေမှာလည်းရှိတယ်။တော့ကျွန်တော်တို့မသိတဲ့တခြားနိုင်ငံတွေလည်းရှိနိုင်တာပေါ့နော်။အဲဆိုလို့ရှိရင်အဲရှိပါလေရှင်သမတ်စ်ကအဲအခုဝန်ထုတ်ဝန်ဘိုးဖြစ်နေတာပါလဲဆိုလို့ရှိရင်အဲဒီဥပဒေကိုအကောင့်ထည့်တဲ့အကောင့်ထည့်ပေါ်တဲ့ပုံစံပေါ့။အကောင့်ထည့်ပေါ်တဲ့ပုံစံဟိုပါပေါ့။မှားယွင်းနေတာတွေရှိတာပေါ့နော်။ဒီအောက်ချိန်မှာဟိုအကြောက်တရားတွေနဲ့ဟိုကြောက်မန်းတီးတော့ပို့ချောက်တယ်။ အဲပြီးလို့ရှိရင်ဒါတွေနဲ့ဟိုဝင်တက်နေတာတွေရှိတယ်ပေါ့နော်အဒါလေးတွေကိုကျွန်တော်တို့တေချာစီစစ်လေ့လာပြီးလို့ရှိရင်လောက်ထုံးလုံးကြီးကိုအတိအကျပေါ့ SOP လိုမျိုးလေလောက်ထုံးလုံးကြီးအတိအကျနဲ့ကျွန်တော်တို့အကောင့်ထဲပေါ်လို့ရှိရင်လူတိုင်းကကိုယ့်လက်ဘယ်တော့ကြမလဲဆိုတော့ကြောင်းရွံ့နေတဲ့စိတ်မရှိရအောင်ပေါ့နော်အဲအဲ့ဒါမျိုးလေးတွေကျွန်တော်တို့ဆောင်ရွက်လို့ရပါချင်းအဓိကအကောင့်ထဲပေါ်တဲ့နေရာမှာအဟိုပါပေါ့ဖြစ်နေတာဖြစ်ပါချင်းဥပဒေကြောင်းမလို့မဟုတ်ပဲနဲ့လေဥပဒေကြောင်းမလို့မဟုတ်ဘူးအဲပြီးလို့ရှိရင်တော့ အဲအဲလုံထုံးလုံးနေအတိအကျပေါ့နော်။နောက်တစ်ခုကကျတော့လိုအပ်အဲအုံတွေ့တဲ့တိုင်းပါပဲ။လက်ရှိကျွန်မတို့တက်ခိုင်ရနေပြီးတော့တက်တက်မကင်ခံကင်းမှာတော်လိုင်းကြီးတက်ဖွဲ့တွေနေနဲ့သူ့ကိုတက်တက်မကင်ဘဲနဲ့သူ့စီကိုလင်းဝင်လာမယ်ဆိုရင်တော့သူ့သမီးကြီးသူ့ရဲ့ဂျူမနာသမီးလေးကြီးနဲ့အေးစားမယ်ဆိုတဲ့နေထားကိုပြောနေတာတွေ့နေရပါတယ်။ဆင်လျှောက်တာတော့မှပြည်သူစစ်မှုထမ်းလက်မှတ်ပါမှပြင်မယ်ကျွန်တော်အရင်ကပြောဦးတယ်။သတင်းမီဒီယာလုံးချင်းသတင်းမီဒီယာလုံးချင်းပြည်သူစက်မှုထမ်းလုပ်ပြီးပြီလား။လုပ်ပြီးပါပြီ။ ဟာကျွန်တော်ကြော်ရင်ပါလားကြော်ရင်လည်းမရဘူးစစ်ဘူးထမ်းလဲပထမ်းလာမလို့လေအဲမြင်မြင်မှတ်တာခူရီကစဉ်းစားတာတောင်းတောင်းတောင်းမလုပ်နဲ့တကယ်တွေ့ပါနော် တို့အာဏာရပြီးရင်ကိုင်းရဆိုင်တောင်မှစစ်မှုထမ်းမိတာလက်မှတ်မပြနိုင်ရင်လိုင်စင်ထုတ်မပေးဘူးလို့ပြောနေပါတယ်အဲ့ဒါစစ်အုပ်စုရဲ့သဘောထားပါတရင်သမားတို့တောင်မှစစ်မှုထမ်းမိတာလက်မှတ်မပြနိုင်ရင်လိုင်စင်ထုတ်မပေးဘူးလို့ပြောနေပါတယ်အဲ့ဒါစစ်အုပ်စုရဲ့သဘောထားပါဘူးလက်လှဆိုင်နဲ့စစ်အာဏာရှင်တွေရဲ့စိတ်ရင်းတိုက်ဆိုလို့ရှိရင်စစ်မှုထမ်းလက်မှတ်တာမပြနိုင်ရင်ရောက်ခမတောင်ထမင်းကျွေးခြင်းမမရပါဘူးတမတ်တောင်အိမ်နဲ့အဝန်ခံခြင်းမမရပါဘူးဘူးလက်လှဆိုင်တယောက်ရှိနေတာဟာပြည်သူတွေအတွက်တော့တော်တော်ဟန်ကြပါတယ်စစ်အုပ်စုရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းသိကွင့်မြင်ကွင့်ရပါတယ်သူ့လောက်ပေါ့ဟာ ဆရာနာရှင်တွေအတွက်တော့တသိကလေးမခံချိမခံတာဖြစ်ချင်ကြပါဘူးငါတို့ကရှေ့ရပုံမင်းကနောက်ကအကုန်ဖော်နေရလားဆိုပြီးတော့မျက်စောင်းထိုးမျက်မှန်ရှာမှာပါဆရာနာရှင်ဆေးဥစုဟာသူတို့အကျိုးစီးပွားကိုရည်ရည်ရာရာလှုပ်လာလို့ရှိရင်ဇက်တူသားစားဖို့ဝင်မလေးတက်ဘူးဆိုတာကတော့အမှန်ပါဒါပေမဲ့အခုချိန်မှာဘူးလက်လှဆွေတယောက်ဟာသူတို့ရဲ့ဂျေဇူးရှင်ပြူစောထီးခေါင်းဆောင်တယောက်ဖြစ်တယ်လို့သူတို့အသုံးချကြရတယ်လည်းအများကြီးရှိနေပါသေးတယ်ဒီလိုအချိန်မျိုးမှာတော့ဘူးလက်လှဆွေကိုသူတို့ဇလန်းတွေကစွန့်မထုတ်တော့ပေးဘူးထင်ပါတယ်ဘူးလက်လှဆွေကိုလောလောဆယ်မှာတော့ ဇက်ခုံဘော်ကဆွဲမချလောက်သေးဘူးလို့ထင်မိပါတယ်ခင်ဗျာသူကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်ဘမောကိုစားမပြုတ်ပါအောင်ကျွန်တော်တို့ပြည်တော်စုအတွင်းမှာမှီတင်းနေထိုင်ကြတော့နိုင်ငံသားအားလုံးကိုကိုစားပြုတ်ပါပြည်တော်စုရဲ့တပ်မတော်တို့တောင်ပြောလို့ရရတယ်ဗောနော် PV Defend 4ဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ရဲ့ဂျာမန်ဆက်ဆံရေးတွေအမြင်တွေကွဲပြားသွားအောင် လူမျိုးစု တော်လှန်ရေးအတွင်း နော်ဟိုလူမျိုးစုတော်လှန်ရေးအသွင်သဏ္ဍာန်ဆောင်လို့ဆိုပြီးတော့မှစစ်ကောင်စီကဗမာ PD ရဲ့တေဆိုတဲ့စကလုံးစပြီးသုံးပါတယ်စသုံးတဲ့သူတွေကလည်းကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ပါတော်လှန်မျိုးတွေအားလုံးပဲဘာဘာပေးနေမေးပေးနေမှာအများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြီးရဘော်ရှင်ချန်နယ်လေးကပြန်နေကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးရေရှင်လို့သွားပေးမှာတော့ယနေ့အော်တိုပါလာ19ရက်နေ့ ဗုဒ္ဓဦးနေ့ရမနက်ပိုင်းဒီသတင်းချို့ကိုဖော်ပြပြီးမှဖြစ်တဲ့အတွက်ဒီမနက်မှလည်းသတင်းကောင်းတွေကြီးပဲဖြစ်တဲ့အတွက်တော်လိုင်းမျိုးတွေအားလုံးပဲစုံချီဖို့ဒီနေရာနေပြီးတော့ထမှန်တောင်းဆိုလိုက်ပါရစေ။ရောင်းစုံနေနဲ့ကတော့စေကောင်းဆောင်တွေအား၎င်းတို့ရဲ့ကိုရိုးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမှာတရားသဖြင့်သိမ့်ပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1918ရဲ့ရှိပြီးပါတယ်။မနက်နိုင်ငံတော်တရားတာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးမှာတော့ပြင်းပြင်းနဲ့ကောက်ကရိတ်မြို့မှာတော့အကောင်33ကောင်အုံးကိုတော့အရှင်မိခဲ့ပါတယ်။ချင်းပြင်းနဲ့ဖားကန့်မြို့တို့မှာလည်း32ကောင်အုံးကိုတော့အရှင်မိပြီးတော့ဒဂိုင်းတိုင်းစကိုင်းမြို့တို့မှာ9ကောင် ။အနေသာရီတိုင်းဒဝယ်မြို့နမှာ၅ကောင်းအကွေးတိုင်းပုံဝင်နမှာတဝူရှိမိကြောင်သိရှိရပါတယ်။ဘရောင်းသူတွေပုံနေနဲ့ကတော့အမေစုဟာနိုင်ငံခြားခီးစဉ်ကိုတွိုင်းစမတ်ကြောက်အောင်ဘလို့ဝေစားစင်တက်တာဘယ်ခန်းသားအပေါ်ဒီမှာပါဝေးရမယ်ဆိုတာကိုရွေးတက်တဲ့တော့ကျူကျူလှလို့ခေါ်တဲ့ကျူကျူခေါ်ရတော့ဝေစားစင်မှုတွေကလည်းတော့ကြတဲ့ဘယ်သွားသွားပတ်စံကြီးဘလောက်တန်ဖိုးရှိတာကိုပဲကင်ထားထားနောက်ဆုံးမှပါရုပ်စင်းတင်ကာမှမထွက်ဘူးဆိုပြီးတော့ပြောခဲ့တဲ့သမီးစိုးကိုအဲ့လိုပြောလို့ဆိုပြီးတော့နိုင်ငံတော်ပုံရိပ်ကိုကြားတယ်ဆိုပြီးအင်ထားတဲ့ post ရဲ့ တက်တဲ့အရာရှိတွေကိုလိုက်ပြောတာတွေကိုလက်ပုံတွေ screen shot နဲ့ထက်မှန်ပြီးလက်ရှိမှာပုံမှန်905ကနဲ့ထက်မှန်မှုဖွင့်နေပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။အဲဒါကတော့ကျူကျူခေါ့ကိုမလာဘူးပြောလို့ကျူကျူခေါ့တယောက်စိတ်ဆိုးပြီးမင်းအောင်လှန်ကိုနရင်ပရင်ပြီးတော့ဒီကောင်မတ်ကိုထက်ပြီးအမှုတိုးဆိုတော့လေမင်းအောင်လည်းခင်ဗျာမနိုင်ငံတော်အုံရိပ်ကြာစင်းမှုဆိုပြီးတော့သူမတ်ကိုပြောလို့ဆိုပြီးတော့အခုလိုမျိုးကိုကိုဖွင့်လိုက်တာလည်းတွေ့နေရပါတယ်။အဲဒါကိုကြည်ကြီးအဖြစ်အနာရှင်လက်ထံမှာတော့ကျူကျူခေါ့ကသူ့မလာဘူးပြောရအောင်စိတ်ဆိုးနေရဖြစ်တဲ့အတွက်ပြောဆိုလို့ဆင်ញင်ကြဖို့လိုရဲဆိုအေးဝေးထဲမှာတက်မှာရှိတဲ့ ဒီကိုရဲ့မရတွေတော့ညာနေပြီးပြင်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အာနာစာသိန်းတဲ့ကလုတ်ကြတာတခုပဲရှိတယ်မင်းအောင်တဲ့ကောင်နေနဲ့လက်ရှိရှိမှာသူလုတ်နေကြတိုင်းသူ့ရဲ့နာမည်ပိတ်တာကြီးဆိုတဲ့နာမည်တိုင်းပဲပိတ်ပြီးမှုတွေစတင်ပါပြီ။ဒါကတော့တကယ်ကမှပဲစင်မကောင်းစရာဖြစ်ပါတယ်။တကယ်ကိုပဲမောင်နိုင်ငံမှာစီးပွားရေးရေလဲလို့လုံးကန်နေရတဲ့လူလူတန်းစားတို့ကတော့တော်တော်လေးကိုမှဆေးမကောင်းစေပါဒါကတော့ရန်ကုန်မြို့မှာပြန်ကြဈေးတွေနဲ့စီးကြမဲ့ဆိုင်တွေလမ်းဘီဝဲရမှာပေါင်ရွက် ဖြင့်ထိုးပြီးတော့ဈေးတွေကိုမမြင်ကျင်ဘူးဆိုပြီးတော့မင်းအောင်နိုင်ကအမိန်ထုတ်လိုက်တာဖြစ်တဲ့အတွက်ဒါကြီးဈေးတွေပြန်ကြဈေးတွေနဲ့လမ်းမေးဝဲရကစိုင်းတို့ရေပိုင်းတွင်စစ်တပ်နဲ့စီမင်ကလိုက်လံဖျက်သိမ်းနေဖြစ်ပါတယ်စီမင်တို့လည်းမပေါ့စစ်တပ်ပါပါပါတယ်လက်နက်တွေနဲ့ဖျက်တာပါဒီလိုမျိုးဥဆိုင်ကိုဖွင့်ထားတော့လက်နက်နဲ့ဖျက်နေတဲ့အချိန်မှာစတားလင်းကိစ္စမှာလက်နက်တွေယူလာလို့ဆိုပြီးတော့ပွားနေတဲ့ပွားကြီးရတဲ့ရှိသေးတယ်ဆိုတော့အလုံးတွေ့ရမှာဖြစ်ပါတယ်အဲဒီလိုမျိုးမင်းအောင်နိုင်တကောင်ဆိုရင်တော့စတားလင်းကိစ္စမှာပြောနေ ဘေးမှာလမ်းဘေးလေးမှာပုံရောက်နေဈေးရောက်နေရတော့လက်နေနဲ့ဝင်ချိန်ပြီးတော့ဖြုတ်ခိုင်းနေတော့မြဝါထင်းတွေတွေ့နေရနေတာကလေးဖြစ်ပါလေ။အော်တိုဘားလာ၁၀ရက်နေ့ကစတင်ပြီးရန်ကုန်မြို့တရာတရာစီမံကိန်းနဲ့တကောင်မြို့တစ်တောင်ပိုင်းတမှုတန်းဟောင်းအင်ညာခေါ်မုတ်ဆိုးမအင်ညာတိစောက်ကြီးဘာရောက်စစ်စစ်သွားတဲ့မင်းအောင်နိုင်ငံအပြက်မှာသင်ကန်းကျွန်းတာမွေတာကေတဗဟန်းတကောင်နဲ့ကမာရွတ်မြို့နယ်တွေကိုကားနဲ့လှက်ပတ်ကြည့်ရှုပေးအဲ့လိုကြည့်ရှင်မင်းအောင်နိုင်ကလမ်းဘေးဝဲရမှာပြန်ကြဈေးတွေအောင်ရပြတ်ထိုးဈေးတွေရဲ့စီးကမ်းမဲ့ဆိုင်ကြီးကြောင့်မြို့ရဲ့လှပတ်ကို ရန်အကြည့်တန်စီလဲဆိုပြီးတော့ပြတ်မှတ်ဆောင်ရွက်ဖို့နဲ့နောက်တစ်ခါသူလာတဲ့ခါလုံးဝမမြင်ကျင်ဘူးလို့လည်းထုတ်ဖော်ပြောဆိုသွားဖြစ်တဲ့အတွက်ချက်ချင်းပဲစစ်တပ်နဲ့စီပင်ပူးပေါင်းပြီးတော့စတင်ဆောင်ရွက်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။ကဲမင်းအောင်နိုင်မမြင်ဘူးမြင်ကျင်ဘူးဆိုရင်တော့မင်းအောင်နိုင်ခေါင်းလေးကိုတန်းနေရဖြုတ်ပြီးတော့ပေးရမှာကတော့တော်လိုင်းတတိယတတိယလို့ရမှာတွေ့ဖြစ်ပါတယ်။နောက်တစ်သတင်းပုတ်အနေနဲ့ကတော့ချမ်းပတ်မင်းအောင်နိုင်ဟာနျူကလ িয়ার တပေါင်းပို့တိဆောက်ရေးစီမံကိန်းကိုလက်တွေ့အမြန်စတင်လို့ဆိုတော့ရုရှားကနှေးကွေးစာတုံ့ပြန်ပြီးစေုပ်စုကအမလို့အားရဖြစ်နေကြောင်းနေပြီးတော့ စစ်တင်နေမြေကရှိလာပါတယ်။မင်းအောင်နိုင်ငံနှစ်နိုင်ငံ MOU လက်မှတ်ရေးထိုးပြီးတဲ့ချိန်ကစပြီးသဘောတူညီချက်ရတဲ့ချိန်ကစပြီး လိုမျိုးမြန်မာနိုင်ငံမှာနျူကလ িয়ার စွမ်းအင်ကြီးကိုတိစောက်ပါပြီဆိုပြီးနိုင်ငံတကာကိုကြွားလုံးနေချုပ်ထုတ်ချင်မိမယ်လေလက်ရှိချိန်မှာကတော့ရုရှားဘက်ကနှိဒီနျူကလ িয়ার လို့သိသိရှိပုံမရဘူးလို့လည်းသိရှိနေရပါတယ်။ဒီမှာကိမခင်းပေါ့ပဲလက်တွေဖြစ်လာရင်ကြံမြင့်နေကြောင်းမင်းအောင်နိုင်ကသဘောင်းပေါ်အတွက်လက်တွေမြေနေရာနှစ်ဖက်ညှိနှိုင်းရွေးချယ်ကရုရှားဘက်ကပညာရှင်များနဲ့မြန်မာဘက်မှာပညာရှင်များပူးပွဲရေးနျူကလ িয়ার သဘောင်းပေါ်ကိုတိစောက်ရင်အချင်းနေကြောင်းလည်းသိရှိရပါတယ်။မင်းအောင်တယောက်အနေနဲ့ရုရှားဘက်ကချက်ချင်းလာကြည့်ပြီးမြေကွက်ကြိုက်တဲ့နေရာကိုလက်ညှိုးထိုးချက်ချင်းရမယ်။ ပို့ပြီးတော့လဲပြောထားတာကိုတွေ့ရှိနေရပါတယ်။ကေတောက်ကြီးရဲ့မြန်မာနိုင်ငံကိုသူကပိုက်ဆောင်ပြီးထဲကမိနေရာအဖြစ်ဥမီသားသူပိုက်နိုင်ငံဖြစ်အုံချနေတော့တွေ့ရတာဖြစ်တယ်။အမျိုးကမှကျွန်တော်တို့မလုံနိုင်ဘူးဆိုရင်ကျွန်တော်တို့ကလုံးတုံဘွားရောက်နေမှာတော့ကျင်းနေပါပဲ။ကျွန်တော်ကိုယ်စွဲပါ။อืมကျွန်တော်ပြီးခဲ့တဲ့ရက်ကမန်းဒီဒီရဲ့နဲ့အဲမိသားစုတစုပေါ့နော်ပြည်သူလူထုမိသားစုတစုနဲ့အဲဗီဒီယိုဖိုင်လေးကို share ခဲ့တယ်ပေါ့နော် ရှင်းခဲ့တဲ့ပုံမှာကျွန်တော်တို့ question တစ်ခုကိုရေးခဲ့ပါတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့စိတ်ရှိရှိနဲ့ဆက်ဆံတဲ့တောင်းရှိသူတွေကိုလည်းလေးစားပါတယ်ဒီထက်ပိုပြီးစိတ်ရှိရင်တော့ပိုကောင်းပါတယ်လို့ရေးခဲ့တယ်နောက်တစ် question ရဲ့ဒုတိယပိုင်းမှာတော့ခံပြောရတဲ့ပတိရှိလာတဲ့ဒီမိုကရေစီအကြောင်းနားလည်လာတဲ့ပြည်သူလူထုတွေလည်းတွေ့ရတော့ဝမ်းသာရပါတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးလေး caption ရေးခဲ့ပြီးဗီဒီယို file လေးတင်ခဲ့တဲ့ပုံမှာရဲဘော်တွေကိုလူပါဝါတဲ့မိသားစုကို ျွန်တော်ကထောက်ခံရမလားဆိုပြီးတော့မှကျွန်တော်လာပြီးတော့မှပြစ်တင်ဝေဖန်ဆဲဆိုချိန်မောင်းကြတယ်ပေါ့ဗျာအဲ့ဒီထဲမှာကျွန်တော်တကယ်ချင်းနေလဲပါပါတယ်အဲကျွန်တော်အသီးသီးဆွေတွေလဲပါပါတယ်ကျွန်တော်မအော်ပါဘူးမအော်ပါဘူးဒါမဲ့ကျွန်တော်တို့ပြောချင်တာကဒီဖြစ်စဉ်ကိုကျွန်တော်အဆအဆုံးတရားကြည့်တဲ့အချိန်မှာတော့ကျွန်တော်တောင်းဝင်ယူတဲ့တောင်းဝင်ရှိသူတွေကိုတော်တော်လေးကိုလေးစားရတယ်အဲ့တော့တော်တော်လေးကိုစိတ်ရှည်တယ်တစ်ဖက်ကဥပဒေဆရာမဖြစ်နေတာအတကြောင်းလဲပါမှာပေါ့နော် တော်လေးကိုစိတ်ရှည်တယ်တော်တော်လေးကိုကင်တွယ်နိုင်တယ်ပေါ့နော်ကင်တွယ်နိုင်တယ်ပေါ့ကျွန်တော်တို့တော့ဆိုရင်အဲ့လိုအခြေအနေမျိုးအဲ့လိုစိတ်ခံစားချက်မျိုးမှာကင်တွယ်နိုင်ပါမလားတော့မသိဘူးပေါ့နော်တို့ကင်တွယ်နေတာတွေ့ရတော့လေးစားရတယ်ပေါ့အဲ့တော့ပြောပြချင်တာကအဲ့ဒီမှာလဲအောင်မြင်မှုကျွန်တော်တို့တော်လန်ရဲ့အောင်မြင်မှုတစ်ခုကိုလဲကျွန်တော်တွေးလိုက်ရလို့ကျွန်တော်ကဝမ်းသာလို့ဒီဟာလေးကိုကျွန်တော် share ပြီးတော့မှအဲ့လိုမျိုးလေး appreciate လုပ်လိုက်တာပေါ့နော်ကျွန်တော်ဂုဏ်ပြုလိုက်တာပေါ့ဘာအောင်မြင်မှုကိုတွေ့ရတာလဲဆိုတော့ကျွန်တော်တို့စကလုံးတွေရအရင် တကူးကြီးတယ်ဆိုတဲ့အကြောင်းပေါ့ကျွန်တော်တို့ຫນွေဥတော်လန်ရေးစားတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ကပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တယ်ရှင်းပြတော့နိုင်ငံလုံးနဲ့ဆိုင်သောပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တာပေါ့ People Defend Force ပေါ့အဲ့ဒါကိုစစ်ကောင်စီဘက်ကအစ်စ်နှိပ်စီခြင်းတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့အနေနဲ့အစိမ်းဆိုပြီးခွဲခြားလိုက်ပြီးတော့မှကျွန်တော်တို့ NLD ပါတီရဲ့လက်နက်ကင်တပ်ဖွဲ့အသွင်တံစစ်ကောင်စီကအစ်စ်နှိပ်ပေါ့ကျွန်တော်တို့တောက်လျှောက်စကားပြောလာတဲ့အခါမှာ နောက်ပိုင်းကျွန်တော်တို့တော်တော်များများက NLD NLD ရဲ့လက်နက်ကိုင်တွေနေပိတ်တွေနေပိတ်တွေဆိုတဲ့စကလုံးတွေကိုဘက်ကတော်လိုင်းအင်အားစုတွေတောင်ပြန်ပြောလာတာကိုတွေ့ရတယ်။ဒါကကျွန်တော်တို့ခွဲခြားလိုက်တာပေါ့။ကျွန်တော်တို့ဒီစနစ်တစ်ခုကိုပြောင်းလဲနေသောပြည်သူ့ကာကွယ်ရေးတပ်မတော်အစင်းကနေပါတီတစ်ခုကိုကန့်ကွက်လို့မကျင်တဲ့လို့ထားလက်နက်ကိုင်သောအစင်းကိုကျွန်တော်တို့ခွဲခြားလိုက်တာပေါ့။အဲ့တစ်ချက်။နောက်တစ်ချက်အဲ့ဒါနဲ့တို့ခွဲခြားလို့မရတော့တို့ဘာပြန်လှုပ်လဲဆိုတော့စစ်ကောင်စီက။ဘာပြန်လှုပ်လဲဆိုတော့တို့က ဒီဗမာ PDF ဆိုတဲ့စကလုံးကိုတုံးလာတာပေါ့နော်ဗမာ PDF ဗမာ PDF ကျွန်တော်တို့ကဗမာ PDF မဟုတ်ပါဘူးကျွန်တော်တို့ People Defend Force ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်ဗမာကိုကိုစားမပြုတ်ပါအောင်ကျွန်တော်တို့ပြည်တော်စုအတွင်းမှာမှီတင်းနေထိုင်ကြတော့နိုင်ငံသားအလုံးကိုကိုစားပြုတ်ပါပြည်တော်စုရဲ့တက်မတော်တို့တော့ပြောလို့ရတယ်ပေါ့နော် People Defend Force ဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ရဲ့ဂျာမန်ဆက်ဆံရေးတွေအမြင်တွေကွဲပြားသွားအောင်လူမျိုးစုတော်လှန်ရေးအတွင်း နော်ဟိုလူမျိုးစုတော်လှန်ရေးအသွင်တံဆောင်လို့ဆိုပြီးတော့မှစစ်ကောင်စီကဗမာ PDF တေဆိုတဲ့စကလုံးစပြီးတုံးပါတယ်စတုံးတဲ့သူတွေကလည်းကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ပါအဲ့ရနေမှအဲ့ရနေမှတစ်ဆင့်အဖြစ်ဖြစ်နေဗမာ PDF တွေဗမာ PDF တွေဆိုတဲ့စကလုံးကတွင်ကျဲလာပြီးနောက်ပိုင်းကိုယ့်ရဲ့တော်လှန်ရေးအင်အားစုတွေကတော့လူမျိုးစုအခြေခံတဲ့စကလုံးတွေပြောလာတာပေါ့အာမင်းတို့ကရင်နေမတိုက်ဘူးလားငါတို့ဗမာ PDF တွေပဲအခြေခံရတယ်ဆိုတဲ့စကလုံးမျိုးတွေပေါ့ဒါကကျွန်တော်တို့တော်လှန်ရေးကိုတစ်ဆင့်နှိပ်ပြီးတော့မှဟိုလှုပ်လိုက်တဲ့ သဘောတွေပေါ့စစ်ကောင်စီကတချမ်းချင်းတွေခွဲထုတ်တဲ့သဘောတွေပေါ့အဲ့တော့ကျွန်တော်တို့မြန်မာလူထုတွေကလည်းဖြစ်နေတာကသူကဘက်ဆွဲတဲ့ဝါတာပေါ့ဒီဘက်ကိုထောက်ခံရင်ဟိုဘက်ကိုဆန့်ကျင်ရမယ်ဆိုတဲ့သဘောကျွန်တော်တို့ကဒီဘက်ကိုထောက်ခံတိုင်းဟိုဘက်ကိုဆန့်ကျင်ကြမလို့ဘောအဲ့တော့ကျွန်တော်တို့ကဒီမန်းစကားအဆောက်ပြန်သွားရမယ်ဆိုမန်းလေး PDF ကတာဝန်ရှိသူတွေတာဝန်ထမ်းဆောင်တာကိုထောက်ခံတိုင်းတစ်ဖက်ကိုကျွန်တော်တို့ကရိုးရိုးနက်နက်ပြောစရာမလိုဘူးပေါ့အဲ့တော့တာဝန်ရှိသူတွေတာဝန်လာရောက်ထမ်းဆောင်တဲ့အချိန်မှာတာဝန်ထမ်းဆောင်မှုကိုအနှောက်အယှက်ပေးတဲ့အတွက်ကြောင့်ပုံမှန်3-5ဆိုတဲ့ဥပဒေနဲ့တရားစွဲပြီးထောင်းတဲ့နှစ်နှစ်ထိချမှတ်လို့ရတယ်ပေါ့ ောဒါကဥပဒေအကြောင်းအရစိတ်ခံစားချက်ကတက်တက်ပေါ့အဲ့တော့ကျွန်တော်တို့ကယူနီဖောင်းဝတ်ထားတဲ့အတွက်ကြောင့်ပေါ့စိတ်ခံစားချက်ကတက်တက်ဥပဒေအကြောင်းအရကတက်တက်ကင်တွေရမှာပေါ့အဲ့တော့ manly pdf ကလည်းဒါမျိုးကင်တွေဝါတာတွေ့တဲ့အတွက်ကြောင့်ကျွန်တော်ကလည်းသဘောကျတယ်နောက်တော့အဲ့ဒီခံပြောတဲ့လူတို့သူတို့ဒီကျွန်တော်ကြားတာစစ်တပ်ရရှိတဲ့မိသားစုလို့ကြားရဟုတ်မဟုတ်တော့မသိဘူးဘလို့ပဲဖြစ်ဖြစ်ပါကျင်းနေတာတခုကတော့ကျွန်တော်တို့အောင်အောင်မြင်မှုတွေ့ရတယ်ဆိုတဲ့စကားလုံးကိုပြန်ကောက်ရအောင်ဘာအောင်မြင်မှုလဲဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ နေရတာဒီသူတို့ကျွန်တော်တို့ကိုခံပြောတော့လဲပဲအာခံဟို ြောတော်လဲပဲသူတို့ကိုမတက်တော့ပါဘူးအတက် OA စီစဉ်မဆိုးရှုံးတော့ပါဘူးဆိုတော့စစ်ခံစားချက်သူတို့မှာရှိနေတယ်အဲ့တော့ပြောချင်တာကသူတို့ကကျွန်တော်တို့မကြိုက်နှစ်သက်တော်လဲပဲသူတို့စိတ်ထဲမှာလက်ခံနေတယ်ကျွန်တော်တို့နဲ့နေရတာလုံခြုံတယ်ဆိုတော့အတိစိတ်ကမတိစိတ်ကလက်ခံနေတယ်ဆိုတော့သဘော သွားတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တော်လန်ရေးရတယ်လူထုလုံခြုံမှုဖြစ်ဖို့ဆိုတဲ့အချက်တစ်ချက်ပါဝင်တဲ့အကြောင်းမို့ကိုယ်ကိုမနှစ်သက်တော်လဲလုံခြုံနေတယ်ဆိုတဲ့ခံစားချက်ကကိုကကျွန်တော်တို့တော်လန်ရေးအတွက်အမျက်အစွန်အနှစ်သာရကိုသွားတွေ့လို့ကျွန်တော်က appreciate လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းနေမြေနေနဲ့ဆက်ဆံတဲ့အခါအဲ့လိုမျိုးတွေတွေ့ရပါတယ်ကျွန်တော်တို့ဆက်ဆံတဲ့နေမြေတွေမှာအချို့ချက်ခံရမိသားစုဝင်တွေစစ်တပ်မိသားစုဝင်တွေရှိပါတယ်ကျွန်တော်တို့ကိုလည်းအောက်တောက်ခေါက်တောက်ခေါက်တာလို့အန်ချိတ်တာလို့မျက်စောင်းထိုးတာလို့လုပ်ပါတယ်သို့တော်လည်းပဲကိုဝတရားကိုနှောက်ရှက်ရင်တော့ဝတရားနှောက်ရှက်မှုနဲ့အဲတက်ဆိုင်ရနေမြေအချို့မှုတွေနဲ့တရားစွဲဆိုရမှာပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ူကိုအဲ့လိုလုံရဲတယ်ဆိုတော့သူစိတ်လုံခြုံမှုရှိနေတယ်ဆိုတော့တွေ့ရတာပေါ့စိတ်ကောင်းစီနဲ့ဆိုရင်တော့ခင်ဗျားဖြစ်ဖြစ်ကျွန်တော်ဖြစ်ဖြစ်ဒါမျိုးသူ့ကိုထောက်ခံသူရောသူ့ကိုမထောက်ခံသူရောကျွန်တော်ပြောရဲဘူးလေအဲဒါမျိုးရှိတာပေါ့နော်သူတို့ဥပဒေအရအကင်တွေ့တာထက်ပုဂ္ဂလိကဆန်ဆန်ဖြည့်ရှင်းဖြစ်တာလေစိတ်ကောင်းစီမှာအများကြီးပဲပေါ့အဲပြောအဲပြောချင်တာကတော့တောင်းဝန်ထမ်းဆောင်တဲ့သူတွေလည်းတကယ်ကိုလေးစားဖို့ကောင်းတယ်တကယ်ကိုဥပဒေနားလည်တဲ့ဆရာမတယောက်ပါနေတာလည်းတွေ့ရတဲ့အတွက်တကယ်ကိုစနစ်ကျတယ်လို့ပြောလို့ရတယ်အဲပြန်ပြောတဲ့သူကလည်းဝတရားနှောက်ယှက်မှု အမှုထက်တိုးဝါဟိုဘက်ကတရားစွဲရင်အမှုထက်တိုးဝါနိုင်တယ်ပေါ့အဲဒါပေမဲ့ဒီလောက်ထိခံပြောနေတာတော့ဘာမှမဖြစ်ဘူးဒီလောက်ထိမဟုတ်မဟုတ်တွေပြောနေတာတော့ဘာမှမဖြစ်ဘူးဆိုတော့စိတ်လုံးကျုံးမှုလေးရလဲကျွန်တော်တို့တော်လည်းရဲ့အနှစ်သာရတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်လည်ရှင်းပြလိုက်ပါတယ်အဲဒါကြောင့်မလို့ပြည်မင်္ဂလာပါဒီနေ့ပြည်သူတွေအယံကိုစိတ်ညစ်နေရတယ်ပိုက်ဆံမရှိတဲ့ကြားတွေရပါတော့ဒီစစ်မှုတန်းကြီးတွေပေးနေရတဲ့အတွက်ကြောင့်မလို့ပြည်သူတွေ စိတ်ပြက်နေတော့ဗျာနော်။อืมညနေမှာစိတ်ညစ်တာမဟုတ်ပြီးသူတွေကအာနာစသိမ့်နေတဲ့အခုချိန်ကြီးစိတ်ညစ်နေတာပြောင်းပြီးရမင်းအခုမှသိတယ်။မပေးလို့ရှိရင်လည်းရွာတဲ့ရက်သေးတွေဝင်ဆွဲမယ်။ပေးပြန်လို့လွတ်လာဆိုတော့ပေးပြန်လို့လည်းရွာထဲမှာပဲနေလို့ရတယ်ရွာပြင်ထွက်လို့ရှိရင်အစွဲခံတဲ့ပုံစံမျိုးရလည်းရှိတယ်အနေနဲ့ရက်ရက်ဒီမှာဒါမျိုးဖြစ်နေတယ်အဲ့တော့ပြည်သူတွေခင်ဗျာဘာဘယ်လောက်ယူလို့ယူရမှန်းမသိဘူးဖြစ်နေတယ်နော်အဲ့တော့ချုပ်ပြည်သူတွေကစိတ်ပြက်လောက်ကြည့်လို့လူလောကမှာနေခြင်းစိတ်တောင်ပျောက်နေပါပြီတဲ့ဗျာနော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ဖြစ်ရလေးတွေပေါ့အေယာဝတီတိုင်းကြုံပြော်မျိုးနဲ့တဲ့ဒိုက်ပြက်ကြီးရွာကအုတ်ချုပ်ရည်မှုဥစာမိဆိုတဲ့သူရဲ့ ဒုတာဝန်ခံဒေါ်မွတ်မွတ်လွင်ဆိုတဲ့သူရယ်သူတို့နှစ်ယောက်ပေါင်းပြီးတော့အိမ်တော်ရ9000ခွဲကောက်တယ်တဲ့ပြည်သူတွေအများအောင်စိတ်ညစ်နေပြီအဲ့နာပတ်ဝန်းကျင်မှာလဲဒါဘယ်ကော PDF တွေနဲ့အဲ PDF တွေခေါ်မလို့ဆိုရှင်တော်လန်ရေးအုပ်စုတွေရလဲရှိတယ်ရှိတဲ့ခါမှာကျွန်တော်မြန်မာတက်မလို့နဲ့ဒီတိုက်ပွဲဖြစ်နေတဲ့နေရာကြီးရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ပြည်သူတွေမှာရွေးချယ်စရာမရှိရင်မရွေးချယ်တဲ့နေရာရွေးချယ်သွားမှလဲဆိုရင်ရတယ်နော်အဲ့ဒါကြောင့်မို့လို့စင်ချင်းစေချင်ပါလဲနောက်တစ်ခုကမကွေးတိုင်းငဖဲမြို့နယ်တဲ့နော်တအိမ်တောင်ကို6000 ရောင်ရအမြင်ရှိသူတွေနဲ့အခုဒီအမြင်အကျင့်တွေတော့ရွေးချယ်တာရွေးချယ်မလားကွာရွေးချယ်တင်အောင်မရွေးချယ်လို့အခုတော့ပေါ်ပြပြနေရတယ်တို့ပေါ်မာတွေကတော့တော့ပဲပါးစပ်ကနေပြီးတော့ဖျားဖျားပြောပြောလက်ကတော့ကာယကလုံးလုံးပဲတော့ပါတယ်မပင်းရွာတဲ့ထီဝင်ဖန်းခိုင်းမယ်ဆိုပြီးတော့အုပ်ချုပ်ရေးမှုကချင်းချောက်ပါတယ်တဲ့အဲ့တော့ပြည်သူတွေခင်ဗျာမပြေလေလို့ကျွန်တော်တို့တို့ဗျာဟို9000တောင်တောင်လောက်ပဲယူပါဆိုလည်းမရဘူးတိန်တောင်ရင်9000အဲတိန်တောင်ရင်ဘယ်လိုခေါ်မလဲဆိုရင်6000မဖြစ်မနေပေးရမယ်တဲ့နော်အဲ့တော့အာဘယ်လိုခေါ်မလဲမကြီးကန်ကြီးရွာရက်ွက်လူကြီးမြင့်အောင်ဝင်းအောင်နဲ့အလဲကန်ကြီးရွာ ်လူကြီးကျော်ဝင်းအောင်ဝင်းတိန်ထွန်းမောင်ငွေတို့တွေကစစ်မှုတန်းကြီးတွေလိုက်ကောက်တယ်နော်လိုက်ကောက်ပြီးတို့တွေကောက်လို့စုံပြီးဟဲ့ဆိုရှင်အုတ်ချုပ်ရဲမှုကိုပေးတယ်အုတ်ချုပ်ရဲမှုကအဲ့ချိန်ဆိုရှင်တနေရာမှာပုံးနေတယ်စစ်တပ်ထံမှာသွားပုံးနေတယ်အဲ့တော့အဲအုတ်ချုပ်ရဲမှုကရလာတဲ့ပိုက်ဆံကဥမာအဖြစ်မန်တကယ်ကြတာ9သိန်းအဲ90ဆိုရှင်ကောက်ခတို့တွေလိုက်ကောက်တဲ့သူတွေကသိန်း80ကောက်တယ်သိန်း80ကောက်ပြီးဒါမျိုးတွေပေါ့အပေးကန်းနေတယ်ပေါ့အဲ့တော့ဒီအုတ်ချုပ်ရဲမှုတွေကလည်းပြောတယ်မင်းတို့တွေဘာမှ လျှောက်ပြီးမျောလင့်နေတဲ့ဒီရွေးကောက်ပွဲပြီးလဲငါတို့ပဲနော်ပြန်တက်မှာငါတို့ကကြန့်ခိုင်ရေးပါတီဝင်နေဆိုတဲ့ပုံစံမျိုးတွေအထိကျင်းဝါနေရတယ်ရှိလာပြီအဲ့တော့အဆင်မပြေလို့ပေါ့ဗျာနော်တနည်းအားရာသွားဖို့ဒီထောက်ထောက်ခံစာလေးယူမယ်ဟိတ်စင်တော့မှာပဲဘာထောက်ခံစာပဲယူယူဝင်ချင်းနှစ်ပေါင်းကောက်ပါတယ်အဲ့တော့ဒီအုပ်ချုပ်ရေးမှုတွေဒီလိုတောင်းကျမ်းနေတယ်အဲ့တော့မြန်မာနိုင်ငံမှာကအပေါ်ဆုံးက66ဂါကြီးတို့905တို့အမှုဖွင့်မဲ့ဆက်ချင်းဖွင့်ပြီးတော့အရင်တက်ကြွားကြတယ်နော်အဲ့ဒါမျိုးအုပ်ချုပ်ရေးမှုတွေတောင်းကျမ်းနေတဲ့ကိစ္စတွေကြတော့ ဒါအမှုမမြောက်ကြဘူးလားဗျာနော်ဟိုဘာမှအစိုးရလည်းကောက်ခိုင်းတာမဟုတ်ဘူးလည်းကောက်နေတဲ့အတိုင်းဒါတွေမှာအမှုမမြောက်တော့ဘူးလားဒါတွေကိုလည်းခင်ဗျားတို့အေးအေးယူဖို့မစဉ်းစားဘူးလားအဲကျွန်တော်မြန်မာနိုင်ငံမှာအခုဟိုကျွန်တော်ကြားပါတယ်မတ်သမီးဆိုးပေါ့နော်အဲသူလည်းအင်တာနက်ပေါ်မှာလူသိအများကြီးသူတွေကဒါမျိုးဆိုလို့ရှိရင်အော်တိုင်းတိုင်းတိုင်းအဲဒါမျိုးစစ်မှုန်းကိစ္စဆိုလို့ရှိရင်အမှုဖွင့်လို့တော့မရတဲ့အခြေအနေမျိုးတွေရှိနေတယ်အဲ့တော့အကြီးကဲလူကြီးများများလည်းမြန်မာပြည်မှာအပေါ်ဆုံးက66ဂါကြီးနဲ့905ဖြစ်နေတယ်နော်ဒါမျိုးစစ်မှုန်းကြီးတို့ငွေကြီးမတရားကောက်ခံမှုတို့ငွေကြီးအလဲသုံးစားမှုတို့အဲဒါတွေကြတော့ခင်ဗျားတို့ခင်ဗျားတို့ငြိမ်နေတော့မှာလား မှမမြင်နိုင်တော့ဘဲနဲ့အမှောင်ကျသွားတတ်ပါတယ်။ကမ္ဘာပေါ်မှာအဲ့ဒီနည်းကိုအသုံးပြုတဲ့အလုပ်ကိုအောက်တန်းအကျဆုံးနိုင်ငံရေးအဖွဲ့အစည်းနိုင်ငံရေးပါတီတွေကသာလုပ်လို့ရှိပါတယ်။ဖက်စစ်နာဇီပါတီမှန်သမျှဟာအဲ့ဒီလူမျိုးရေးဘာသာရေးအစိတ်ခတ်တဲ့အလုပ်ကိုလက်နက်ကောင်တစ်ခုထွဲကင်ဆယ်အသုံးပြုလို့ရှိပါတယ်။ကျွန်တော်တို့နိုင်ငံကစစ်အုပ်စုပါအဲ့ဒီအလုပ်ကိုစနစ်တကျအစီအမံခန့်ချပြီးတော့လုပ်ပါတယ်။စစ်အုပ်စုတစ်ခုလုံးကဟန်ချက်ညီညီလုပ်တာပါ။စစ်တပ်အနေနဲ့လည်းလုပ်ပါတယ်။ရိုဝင်ဂျာကျွန်တော်ဆိုင်ဟာလူမျိုးရေးဘာသာရေးတွေးထိုးလှုံ့ဆော်မှုကိုအကြီးအကျယ်ဆုံးပမာဏနဲ့အပြစ်ထန်ဆုံးလုပ်သွားတာပါ။ဥဒိတ်စိန်အာဏာရတဲ့အချိန်မှာအစိုးရအနေနဲ့လည်းလုပ်ခဲ့ပါတယ်။ ဒိုင်နာကားတွေပေါ်မှာစွမ်းအားရှင်တွေကြံ့ဖွင့်တွေကိုတင်ပြီးတော့ဗလီတွေကိုမိလိုက်ရှို့ပါတယ်မိထီလာလူသက်ပွဲကိုရဲကလက်ပိုက်ကြည့်နေခဲ့ပါတယ်ရှင်ညာနေတရနဲ့ရှင်စေကိန်ထတို့ကိုခေါ်ပြီးတော့မဘာတာအဖွဲ့အထူးထောင်ရေးကိုဦးသိန်းစိန်ကစီမံကိန်းချခေါ်ယူဆွေးနွေးပြီးတော့လုပ်ခဲ့ပါတယ်ငโกရှိနေတဲ့လူမျိုးရေးဘာသာရေးအခန့်အပေါ်မှာစစ်တပ်ရဲ့အမာခံတွေကိုထည့်သွင်းပြီးတော့ဖွဲ့စည်းလိုက်တာပါသူတို့ဖွားဘက်တော်ကြက်ဖွဲ့ပါတီအနေနဲ့လည်းလူမျိုးရေးဘာသာရေးသွေးထိုးလှုံ့ဆော်မှုကိုဆင်ဆက်မပြတ်လုပ်ပါတယ်အခုလောလောဆယ်ကြက်ဖွဲ့ပါတီခေါင်းဆောင်ဦးခင်ကြီးပြောနေတဲ့စီယုံရေးတွေကိုလည်းကြည့်နိုင်ပါတယ် စနစ်တကျအစီအစဉ်ချပြီးတော့လုပ်နေတာပါသူတို့အာနာရရင်ပို့ပြီးတော့တိုးချဲ့လုံအောင်မဲ့အစီအစဉ်တွေကိုလည်းမြင်နေရပါတယ်ထူးခြားတာတစ်ခုကတော့အဲ့လိုလုပ်နေတဲ့ဥခင်ကြီးဟာရွှေဝါရောင်တော်လိုင်းရဲ့မှာတန်ကားတွေကိုနှိမ်နှင်းတက်ဖြတ်ခဲ့တဲ့သူတယောက်ဆိုတဲ့အချက်ပါရွှေဝါရောင်တော်လိုင်းရဲ့အဓိကလက်တယ်တွေထဲမှာဥသိမ့်စိန်တွားလေသူဥမြင့်ဆွေနဲ့ဥခင်ကြီးတို့ဟာထိတ်ဆုံးကနေတက်တက်ကြွကြွပါဝင်ခဲ့တယ်ဆိုတာကဖုံးလို့ဖြောက်လို့မရတဲ့အတမိုင်းမျိုးပါပြည်သူတွေရှင်လန်းအားရတဲ့တစ်တုံညာနှစ်ခွန်ဆစ်စင်ကြီးဟာသူ့အတွက်တော့လူမျိုးရေးဘာသာရေးတွေးထိုးလှုံ့ဆော်စရာတစ်ခုလို့မြင်ပါတယ် ဒီနေ့ကကျွန်တော်တင်ပြခဲ့တဲ့ညီညွတ်ရေးတပ်ပေါင်းစုဖွဲ့ရေးအတွက်ကိုအချင်းချင်းပြဿနာတွေကိုခိတ္တဘေးဖယ်ထားနောက်တန်းခဏပို့ထားပါဆိုတော့ဗီဒီယိုရဲ့အောက်မှာကျွန်တော်ကိုမှန်းဆဝေဖန်သွားတဲ့အချက်ချက်ကိုသတိပြုမိပါတယ်အဲ့ဒါကပါလဲဆိုတော့သူလဲသူ့လူမျိုးဘက်ကနေပြီးတော့လိုက်ပြီးပြောမှာပါပဲဆိုတော့မှန်းဆချက်ပါအဲ့ဒါလိုပြောတဲ့အချက်ပေါ်အခြေခံပြီးတော့လူမျိုးရေးဘာသာရေးအကြောင်းတွေကိုဆက်ပြောစရာတွေရှိလာတယ်လို့တွေးမိပါတယ်ကျွန်တော်မှာလူမျိုးမရှိပါဘူးလူမျိုးတိုင်းဟာကျွန်တော်လူမျိုးတွေပါလူမျိုးတိုင်းဟာကျွန်တော်ဆိုရင်ကျွန်တော်အမျိုးကျွန်တော်ညီအကိုအမောင်နှမတွေပါပဲတချင်လူမျိုးကသမရဖြစ်နေရင်လည်း ျွန်တော်တို့ဘာမှပြဿနာမရှိပါဘူး။ကရင်လူမျိုးကကာကွယ်ရေးဦးစီးချုပ်ဖြစ်နေရတယ်ကျွန်တော်တို့ဘာမှပြဿနာမရှိပါဘူး။မန္တလေးကိုရှမ်းပြည်နယ်နဲ့ပေးလိုက်ရမယ်ဆိုလို့ရှိရင်လည်းဘာမှပြဿနာမရှိပါဘူး။ရခိုင်လူမျိုးကနေပြည်တော်တက်သိမ်းလည်းဘာမှပြဿနာမရှိပါဘူး။မော်လူမျိုးကငါတို့ပိုင်တဲ့ရန်ကုန်ကိုပြန်လို့ရင်လည်းဆိုရင်လည်းကန့်ကွက်စရာမရှိပါဘူး။တခုတော့ရှိပါတယ်။ရန်ကုန်မန္တလေးကိုဗမာပဲအုပ်ချုပ်အုပ်ချုပ်ရှမ်းနေမွန်နေပဲအုပ်ချုပ်အုပ်ချုပ်ကျွန်တော်တို့တာမန်ပြည်သူတယောက်တည်းသမင်းတလုံးပို့စားရဖို့ short စားရဖို့အကြောင်းမရှိပါဘူး။ဗမာနိုင်ငံရေးခေါင်းဆောင်ရှမ်းမွန်နိုင်ငံရေးခေါင်းဆောင်တွေအတွက်ဒါအဲ့ဒီအချက်ကအရေးကြီးခွင့်ကျယ်ဖြစ်နေတာပါ။ သူတို့မှသာအကြောင်းထူးစရာရှိပါတယ်။တာမန်ပြည်သူတွေရဲ့ဘဝကဘာမှမထူးပါဘူး။တခုတော့ရှိပါတယ်။ဘယ်လူမျိုးကပဲအုတ်ချုပ်အုတ်ချုပ်ဘယ်လူမျိုးကပဲဘယ်မျိုးကိုဘယ်ပြည်နယ်နဲ့ဆွဲထက်ဆွဲထက်တရားမျှတတဲ့စင်ရချမ်းသာမရွေးလူတိုင်းအတွက်ဒန်းတူအခွင့်အရေးရတဲ့အုတ်ချုပ်ရေးစနစ်ဖြစ်ဖို့တော့အရေးကြီးပါတယ်။မတရားတဲ့အုတ်ချုပ်ရေးလူမျိုးရေးခွဲခြားတဲ့အုတ်ချုပ်ရေးစင်ရချမ်းသာလူတန်းစားခွဲခြားတဲ့အုတ်ချုပ်ရေးဖြစ်နေရင်တော့ဘယ်လူမျိုးပဲအုတ်ချုပ်အုတ်ချုပ်အစုံတိုင်းဆက်လက်ပြီးတော့တိုက်ပွဲဝင်ကြရမှာပါ။ကျွန်တော်အဲ့လိုပြောတာဟာဗမာပြည်ထဲကတိုင်းရင်းသားလို့ခေါ်တဲ့အခုခေါ်နေကြတဲ့လူမျိုးတွေတည်းမကပါဘူး။ ဘာလူမျိုးဖြစ်ဖြစ်ကမ္ဘာလုံးမှာရှိတဲ့လူမျိုးအားလုံးအပေါ်မှာတသဘောနဲ့ပါအင်္ဂလိပ်လူမျိုးပဲလားအုပ်ချုပ်အုပ်ချုပ်ဂျာမန်လူမျိုးပဲလားအုပ်ချုပ်အုပ်ချုပ်ပြင်သစ်လူမျိုးပဲလားအုပ်ချုပ်အုပ်ချုပ်တရုတ်လူမျိုးပဲလားအုပ်ချုပ်အုပ်ချုပ်အကြောင်းမဟုတ်ပါဘူးလူတိုင်းပေါ်မှာဒန်းလူညီမျှတဲ့အုပ်ချုပ်ရေးတရားမျှတဲ့အုပ်ချုပ်ရေးဖြစ်ဖို့သာအဓိကပါအင်္ဂလိပ်လူမျိုးကလားအုပ်ချုပ်ပြီးတော့သူတို့တိုင်းပြည်နဲ့သူတို့လောကမှာရှိတဲ့အင်္ဂလိပ်အင်းရှင်လူသားစားအကျိုးအတွက်ဂုတ်သွေးဆုပ်အမျက်ထုတ်မယ်ဆိုလို့ရှိရင်တော့တော်လန်တိုက်ခိုက်ရမှာပါကျွန်တော်တို့ဘိုးဘေးတွေကအင်္ဂလိပ်ကိုလိုနီနယ်ချဲ့ကိုတိုက်ထုတ်ခဲ့ကြတယ်ဆိုတာကလည်းအနှစ်သာရကအဲ့ဒါပါ အင်္ဂလိပ်လူမျိုးကိုမုန်တိစိတ်နဲ့တိုက်ခိုက်တာအမှန်ကန်တဲ့အလန့်စင်မဟုတ်ပါဘူးအင်္ဂလိပ်အင်းရှင်ကဗမာပြည်ကိုတိမ့်ပိုက်ပြီးအင်္ဂလိပ်ဘျူရိုကရက်တွေကိုဗမာပြည်ပို့အင်္ဂလိပ်အင်းရှင်လူထံစာအကျိုးစီးပွားအတွက်ဗမာတရားစတာတွေကိုအမျက်ထုတ်သွေးဆုပ်ချေလဲလို့လုံးဝလွတ်လပ်ရေးအတွက်တိုက်ခိုက်ခဲ့ကြရတာပါအဲ့ဒါလိုတော်လိုင်းမျိုးကတော့လိုကိုလိုအပ်နေမှာပါဒါပေမဲ့ဗမာပြည်ကိုလာပြီးတော့လူမျိုးပေါင်းစုံနိုင်ငံသားတွေကိုဖိနှိပ်တရားစတာတွေကိုအမျက်ထုတ်သွားကြတဲ့အထက်မှာအင်္ဂလိပ်လူသမားအင်္ဂလိပ်လယ်သမားတွေမပါပါဘူးတာမန်စင်ရသားအင်္ဂလိပ်တွေမပါပါဘူးသူတို့က တွားတိုက်ခိုင်းနေကြတာလည်းမဟုတ်ပါဘူးအဲ့ဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသဘောပေါက်ကြဖို့လိုအပ်ပါတယ်ဗမာပြည်မှာလူမျိုးပေါင်းစုံကိုဖိနှိပ်လူမျိုးပေါင်းစုံရဲ့အခွင့်အရေးနဲ့ရပိုင်ခွင့်တွေကိုချိုးနှိမ်ဖြည့်ဆည်းအနိုင်ကျင့်နေကြတာကလည်းဗမာစစ်အုပ်စုပါတာမန်ဗမာစင်ရသားလေသမားအလုသမားကုံတွေပွဲစားတွေမပါပါဘူးအဲ့ဒါလိုလုပ်နေတာကိုတာမန်စင်ရသားဗမာပြည်သူတွေကထောက်လိုက်မထောက်ခံကြပါဘူးခင်ဗျားတို့ကျွန်တော်တို့ခေါင်းပေါ်မှာမိုးပြီးတော့ဒုက္ခပေးနေတဲ့ဘလူးတစ်ပတ်ကြီးဟာစစ်အာဏာရှင်တွေပါဗမာဆိုတဲ့လူမျိုးမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်မှလူမျိုးမရှိဘူးလို့ကျွန်တော်ပြောတာဖြစ်ပါတယ် ကျွန်တော်တွေ့ထဲမှာလူမျိုးတစ်မျိုးမျိုးရဲ့တွေ့ဒါမှမဟုတ်နှစ်မျိုးသုံးမျိုးရဲ့တွေ့ပါခြင်းပါနေပါလိမ့်မယ်ကျွန်တော်စိတ်တက်ထဲမှာဘာလူမျိုးမှမရှိပါဘူးရှမ်းကချင်မွန်ကရစတဲ့လူမျိုးတွေကိုလူချင်းအတူတူလို့သဘောထားပြီးတော့တစ်မျိုးလဲတစားလဲလို့သဘောထားပြီးတော့ကျွန်တော်ချစ်ခင်နိုင်တယ်လို့အိန္ဒိယတရုတ်ပြင်သစ်အင်္ဂလိပ်တွေကိုလည်းလူချင်းအတူတူလူမျိုးချင်းအတူတူတစ်မျိုးတစားလဲလို့သဘောထားပြီးတော့ကျွန်တော်ချစ်ခင်နိုင်ပါတယ်အဲ့ဒါလိုပါပဲထေရဝါဒဗုဒ္ဓဘာသာထွန်းကားပြတ်ပွားရေးဆိုတဲ့ကြက်ဖွတ်ဥခင်ကြီးရဲ့စိတ်ထားမျိုးလဲကျွန်တော်မှာမရှိပါဘူးဘာသာအလုံးကကျွန်တော်ဘာသာတွေပါလဲဖျားအလုံးကကျွန်တော်ဖျားတွေပါလဲ ဗုဒ္ဓဘာသာဖျားဟိန္ဒူဖျားမွတ်စလင်ဖျားခရစ်ယာန်ဖျားတွေအားလုံးဟာကျွန်တော်ဖျားတွေပါပဲဘာသာအားလုံးကိုညီတူမျှတူတန်ဖိုးထားပါတယ်ကျွန်တော်တို့ကမ္ဘာလူအဖွဲ့အစည်းကိုယဉ်ကျေးအောင်ကျွန်တော်တို့ကမ္ဘာလူအဖွဲ့အစည်းကိုတာယာညီချင်းအောင်တရားဓမ္မတွေအတွေးခေါ်တွေစာပေတွေယဉ်ကျေးမှုတွေနဲ့ဝိုင်းဝန်းတိစောက်ကြတဲ့ဘာသာအားလုံးယဉ်ကျေးမှုအားလုံးဟာကျွန်တော်အတွက်တန်ဖိုးထားရမယ့်အရာတွေကြီးပါပဲအဲ့ဒီဘာသာတွေထဲမှာမှဘယ်ဘာသာကိုတော့အထုတလေချင်းမြင့်မြောက်စားပြီးတော့ဘယ်ဘာသာကိုတော့ရှင်းလင်းတုတ်တင်ပြရမယ်ဆိုရယ်ဟောပြောချက်လှုပ်ဆောင်ကြလူသားအချင်းချင်းစစ်ခင်းအောင်တွေးကြွတန်ကြိုဖြစ်အောင်လှုပ်ဆောင်နေတဲ့ဖက်စစ်လှုပ်ဟန်လေးကြီးပါပဲ တကမ္ဘာလုံးမှာကြည့်လိုက်ပါဘာသာရေးကိုခုတုံးလို့အတုံးချတဲ့နိုင်ငံရေးသမားနိုင်ငံရေးပါတီတွေဟာဖက်စစ်တွေကြီးပါလေဘာသာရေးနာမည်နဲ့တွဲတက်ထားတဲ့နိုင်ငံရေးပါတီအများစုဟာအစွန်းရောက်လက်ရနိုင်ငံရေးဒေးကြီးပါပဲအဲ့ဒီနိုင်ငံရေးအစုအဖွဲ့တွေဟာဒီကမ္ဘာကြီးမှာအမုန်းတရားတွေတိုးပွားလာအောင်လှုံ့ဆော်သွေးထုတ်နေကြတဲ့သူတွေကြီးပါပဲဒီနေ့ခေတ်လိုလက်ရစွန်းနိုင်ငံရေးတစ်ခေတ်ပြန်ခေါင်းဆောင်ထလာတဲ့အချိန်မျိုးမှာဒါကိုရှင်းရှင်းလင်းလင်းသဘောပေါက်ကြဖို့အရေးကြီးပါတယ်အဲ့ဒါလည်းမကပါဘူးကျွန်တော်မှနိုင်ငံလည်းမရှိပါဘူးဘယ်နိုင်ငံမှာမွေးဖွားတယ်ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားတယ်။ဘယ်နိုင်ငံ passport ကင်ထားတယ်အဲဆိုတာတွေဟာကျွန်တော်တို့ကဂုံယူစရာလည်းမရှိလို့ဂုံငယ်စရာလည်းမရှိပါဘူး။အဲ့ဒါတွေကိုယုံကြည်လည်းမရှိပါဘူး။ဒီခေတ်ဒီစနစ်မှာနေထိုင်တဲ့လူတယောက်ဖြစ်လို့သာမှတ်ပုံတင် passport ကိုကင်ထားရတာပါ။သူတို့အာဏာရှိလူတန်းစားတွေကချုပ်ကင်ထားတဲ့အခွင့်အရေးကိုတဦးတယောက်ချင်းအနေနဲ့မဆုံးရှုံးကျင်သေးလို့သာအဲ့ဒါတွေကိုကင်ထားတာပါ။နိုင်ငံမဲ့ဖြစ်သွားရင်လေဂုံငယ်တယ်လို့မထင်ပါဘူးနိုင်ငံမဲ့ဖြစ်သွားရင်ဂုံယူစရာလို့တာမှထင်ပါသေးတယ်နိုင်ငံမဲ့သွားတာဟာကဘာကြီးကိုပိုင်လိုက်တာလို့ပဲသဘောထားပါတယ်ကျွန်တော်မှနိုင်ငံမရှိပါဘူးကျွန်တော်ဟာကဘာနိုင်ငံသားတယောက်လို့ပဲခံယူပါတယ် ကဘာကြီးတစ်ခုလုံးနေရာတိုင်းဟာကျွန်တော်နဲ့ဆိုင်တယ်ကျွန်တော်ရပိုင်권ရှိတယ်လို့ပဲသဘောထားပါတယ်အုပ်စိုးသူတွေကကန့်သက်ချုပ်ချယ်ထားလို့ကဘာကြီးကိုအခုကျွန်တော်မပိုင်ရသေးပေမဲ့ဒီကဘာကြီးဟာလူသားအားလုံးပိုင်ဆိုင်တဲ့ကဘာကြီးလို့ပဲယူဆပါတယ်ခုဒီအားလုံးပဲဒီဗီဒီယိုနဲ့ပဲဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတစ်လမ်းပြည့်တယ်ကျွန်တော်ရဲ့ကိုကြည့်ပရိုဒျူရှင်း channel လေးကိုအဲဆက်မလို့လည်း sorry ပြည့်ရအောင်လည်းတကြီးမြင်တက်လာများဗီဒီယိုနဲ့သတင်းတွေအားလုံးရှင်းနာဆင်ရဖြစ်ပါတယ်လမ်းမျိုးတွေအားလုံးပဲညှရှင်းတဲ့သတင်းမှပြန်လည်ဆုံးတွေ့ကြပါမယ်ခုနိရှိပြတူးကြံအောင်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ ဘဝပြီးနဲ့မိပြီးတယ်မှာအများဆုံးမြင်ဝေးကြပါသေးလို့ဆုံးပေးလိုက်ပါတယ်